ောက်ထဲဆိုတော့ကောင်းပါတယ်တယောက်ထဲပဲကောင်းပါတယ်မေးကြည့်လေအိမ်လောင်တယ်လေပင်မန်းနေမလေးတရီလေကြည့်ဟောပြီမလုံးနိုင်တော့ပါဘူးဘာပဲပြောဆိုအာအချစ်ကိုလိုချင်တယ်ဘာပဲပြောဟိုအချစ်ကိုပဲလိုချင်လိုချင်တန်ရောစီပဲလိုချင်လိုချင်မြစ်တာပဲလိုချင်လိုချင်ကိုကအရင်စပေးရမှာပဲလေကိုလိုချင်တဲ့အရာကိုကိုကစပေးမှာတစ်ဖက်လူကပြန်ရမှာတစ်ဖက်လူပြန်ပေးတာကိုခံရမှာလေအဲ့တော့ဘဲသူ့ကိုမှမပေးချင်တော့ ကိုယ်အိမ်မှာရှိတဲ့မောင်နှမတွေကိုပေးနေရတာတဲ့ရင်ချင်းကုန်နေပြီအဲ့လိုမျက်ကြည့်တည်အောင်နဲ့ဒေါ်တင်တင်ဆိုးမခွဲခြားပဲနဲ့တခုတည်းလို့မြင်နေတာနည်းနည်းလေးတော့ဆိုးတာပေါ့နော်အာအမားကအဲ့ထဲမှာမျက်ကြည့်တည်အောင်မဟုတ်ဘူးလေဒေါ်တင်တင်ဆိုးလေအဲ့တော့ဒေါ်တင်တင်ဆိုးကိုမုန်းလို့ရတယ်မျက်ကြည့်တည်အောင်မုန်းလို့မရအောင်လူတယောက်ရဲ့အကြောင်းကိုကာယကံရှင်းရလို့ဘယ်သူမှကြုံမသိနိုင်ဘူး။တအိမ်နဲ့အတူတူနေတဲ့မောင်နှမသားချင်း မိဘတော်မှပဲတခါတလေမသိနိုင်ဘူးလေအဲတချို့ဆိုမိဘရှေ့မှာမျိုးသိထားတဲ့ခံစားချက်တွေရှိတယ်။အောင်နမတွေမှာအဲကိုယ့်ရဲ့ခံစားချက်တွေဖွင့်ပြလိုက်လို့စိတ်မကောင်းဖြစ်သွားမဲ့သူတွေအဲစိတ်ညစ်ရမဲ့သူတွေဝမ်းနည်းရမဲ့သူတွေရှိရင်ကိုယ့်ရဲ့ခံစားချက်တွေအကုန်လုံးမျိုးသိထားရတဲ့သူတွေရှိရပေါ့နော်။ဆိုတော့ကိုယ့်ခံစားချက်ကိုကိုကလွဲလို့တော့ဘယ်သူမှကြိုးမသိနိုင်ဘူး။ဘယ်သူမှလည်းဝေဖန်တာအမှန်မဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့အားလုံးက ကိုမမဟုတ်တာနော်ရံပန်ရခသတိရတာတွေရှိတာပေါ့လူပဲနော်အဲဒါသတိရတဲ့ဂျင်တဲ့အချိန်ကိုသတိရလိုက်တယ်သတိရပြီးရင်ချက်ချင်းမေ့ဖြစ်လိုက်တယ်ပြီးတာပဲအာဖေနဲ့မေ့ဘယ်လိုလဲဖေနဲ့မေ့လို့သတိရတယ်ဒါမှမဟုတ်လေသတိရနေလို့ဘာမှမဖြစ်လာဘူးနော်အော်သူတို့သတိရလေးပို့လွမ်းလေးအမပို့ပြီးတော့နာကျင်ရလေးခံစားရလေးအမကြမ်းမရေးပို့ချွတ်တယ်လားဆိုတော့အမသတိရရင်ဘာလဲတွေးလဲငါသူ့အတွက်အရှင်ဘယ်လိုများများလုပ်ပေးရမလဲ အဲ့ဒါပြန်တွေးလိုက်ရင်အမားတော်တယ်နဲ့ကိုစိတ်ချမ်းသာတော့အဲမရှိပါဘူး။နောင်တကတော့ဘာဖြစ်လို့ဆိုကိုလှုပ်ချင်တာကိုလှုပ်ခဲ့ရတာပေါ့နော်။အမားကတော့အဲကိုလှုပ်ချင်တာလှုပ်ရတဲ့အတွက်ဘယ်ရာပဲဖြစ်ဖြစ်ကိုလှုပ်ချင်လို့လှုပ်ပြီးမှတော့နောင်တမရဘူး။ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနဲ့ရပေါ့နော်။နံပါတ်1ပြီးတော့သူ့ကိုပြန်လှုပ်ချင်တယ်။ အဲကြပါပြီအဲ့ဒါနော်လူတွေကအခုမှအောင်မင်းလို့လိုက်ခံစားနေကြတာမခံစားပါနဲ့လို့ရမ်းချနေပါပြီလို့ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းသူ့ပြန်လိုချင်ပါလဲအဲမရှိပါဘူး။နောင်တာကတော့ဘာဖြစ်လို့ဆိုကိုလှုပ်ချင်တာကိုလှုပ်ခဲ့ရတာပေါ့နော်။အမကတော့အဲကိုလှုပ်ချင်တာလှုပ်ရတဲ့အတွက်ဘယ်ရာပဲဖြစ်ဖြစ်ကိုလှုပ်ချင်လို့လှုပ်ပြီးမှတော့ နောင်တော့မရဘူး။ဒါပေါ်တချို့တွေကလည်းမလေးဒီရွယ်ကြီးမှာလိုက်ပြီးတော့တန်းတာမနေနဲ့ဘောမဟုတ်ကျွန်မဒီရွယ်တန်းတာတာမဟုတ်ဘာလို့လွန်ခဲ့တဲ့73နှစ်တကာ။ဒီရွယ်မှာတော့ဘသူမှမတန်းတာတော့ပါဘူး။ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနေရပေါ့နော်။နံပါတ်1ပြီးတော့သူ့ကိုပြန်လိုချင်တယ်။မေးလိုက်ပြီ။အဲ့တော့ဆိုအမရဲ့ဒါစကားသုံးလုံးလေးတွေမြည့်သိမ့်လို့ရတယ်။ တော့ရှောက်လို့ဒီလေးတိန်လေးကအစားပိတ်သက်ကအဲ့လားကိုကြိုက်ကြမသိပါဘူးအဲ့တော့ကတော့လေအာကိုအကြောင်းကိုပြောပြနေတဲ့အချိန်မျိုးဆိုတော့လေအမကတီတီချာချာပေါ့နော် စကလုံးကိုရွေးပြီးတော့အာနားလဲအောင်ပြောရတာပေါ့နော်အဲအကြောင်းစကလုံးတိုင်းကလည်းတေချာဟိုပြပြပြင်ပြကြားရတာပေါ့နော် ာပြောအထီးထီးမိမိရှိတယ်လို့ခံစားရတာအမှန်တော့ဒေချာစဉ်းစားပြီးပြောနေရတာငါတယောက်တည်းကောင်းစားဖို့ဘာဖြစ်လို့လုပ်မှာလဲမအဲ့အသက်ရွယ်တွေအဲ့အတွေးရှိတယ်ကိုလို့မယုံတတ်ဘူးကအတော့ပြောတယ်စိုက်တာရွေးပါ chance ပေးတယ်လူချင်းတာအကုန်ပေးမယ်သူနဲ့ရုပ်ရှင်နဲ့ဘယ်ဟာရွေးမလဲအမသူမျက်နှာကိုစိတ်စိတ်ကြည့်ပြီးပြောခဲ့တယ်ရုပ်ရှင်ကိုရွေးတယ်အာပရိသတ်မျက်ရည်ကြတာတော့ဒါဒုတိယပေါ့ကိုစီအောင်တော်မျက်ရည်ကြသေးတာပဲ မင်းနေတဲ့သူတော်မျက်ရည်ကျသွားအောင်ပြောနိုင်တယ်ဆိုတော့စဉ်းစားကြည့်ပေါ့သူတို့အတွက်အမကြိုးစားတယ်သူတို့အတွက်ကားတွေရိုက်တယ်သူတို့အတွက်ပတ်စံဆူတယ်သူတို့တဲ့အိမ်ကြီးဝယ်တယ်သူတို့အတွက်သူတို့အတွက်သူတို့အတွက်အဲ့လိုသူတို့အတွက်ဆိုတယ်ဟုတ်တယ်တချို့ကလည်းအာအပြင်မှာတွေ့ရပေါ့နော်အမကြီးတဲ့ဆိုတော့တင်းနေဆိုးပေါ့နော်တေးသွားကလည်းရင်ထဲမှာဟာတာတာကြီးသူ့ သူကမကြည့်ရတော့ဘူးပေါ့နော်အဲတချို့ကလည်းဘာပေးမသိနေအောင်ဘေးမသိနေအောင်ပေါ့နော်အဟိုးရင်တော့ကျတော့သူတို့ကမြ мян သိမြ мян သိဆိုပြီးတော့လေအဲ့လိုပေါ့လူတကူစိတ်တမျိုးပေါ့နော်အဲကိုယ့်ရဲ့ခံစားချက်ပေါ်မှာမူတည်ပြီးဒီလို comment တွေကပါလာတာကိုတချို့ကျတော့လည်းဒါဖြစ်တတ်ပါတယ်ပေါ့နော်အကိုကိုလည်းအမမုန်းရဘူးပေါ့နော်ဒါအပြင်းအဟာဖြစ်တတ်ပါတယ်အပြင်းအဟာကိုရိုက်တာပေါ့နော်ဆိုခက်တာကတချို့တွေကမျက်ကြည့်တရားနဲ့ဒေါ်တင်တီဆို မခွဲခြားဘဲနဲ့တခုတည်းလို့မြင်နေတာနည်းနည်းလေးတော့ဆိုးတာပေါ့နော်ဟာအမားကအဲ့တည်းမှာပြက်ကြည့်တရားမဟုတ်ဘူးလေဒေါက်တင်နေဆိုးလေအဲ့တော့ဒေါက်တင်နေဆိုးကိုမုံလို့ရတယ်ပြက်ကြည့်တရားမုံလို့မရအောင်အာပရိသတ်ကလည်းတခါတလေစိတ်ချင်းတူတဲ့သူပေါ့နော်ခံစားချက်ချင်းတူတဲ့သူတွေလည်းရှိကြပါတယ်အဲ့အတွက်သူတို့တွေလည်းအမနေရခံစားကြည့်ပြီးတော့စိတ်မကောင်းဘူးပေါ့နော်အဲ့တချို့တွေကြလည်း ဒါကြီးကဟိုလောက်ပြီးပြောနေတာပါပေါ့နော်ဆိုတော့ဒါကတော့ဟိုလူတယောက်ရဲ့အကြောင်းကိုကာယကံရှင်းရလွယ်လို့ဘယ်သူမှကြုံမသိနိုင်တအိမ်နဲ့အတူတူနေတဲ့မောင်နှမသားချင်းမိဘတော်မှပဲတခါတလေမသိနိုင်ဘူးလေအဲတချို့ဆိုမိဘရှင်မှာမျိုးသိထားတဲ့ခံစားချက်တွေရှိတယ်မောင်နှမတွေမှာအဲကိုယ့်ရဲ့ခံစားချက်တွေဖွင့်ပြလိုက်လို့စိတ်မကောင်းဖြစ်သွားမဲ့သူတွေအဲစိတ်ညစ်ရမဲ့သူတွေဝမ်းနည်းရမဲ့သူတွေရှိရင်ကိုယ့်ရဲ့ခံစားချက်တွေအကုန်လုံးမျိုးသိထားရတဲ့သူတွေရှိတယ်ပေါ့နော် ဆိုတော့ကိုခန်းစားချက်ကိုကိုကလွယ်လို့တော့ဘသူမှကြိုးမသိနိုင်ဘူးဘသူမှလည်းဝေဖန်တာအမှန်မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အလုံးကကိုမှမဟုတ်တာနော်ဟုတ်အဲ့ရင်ကအမတို့ကဆင်းရဲတာဘူးနော်အာအမကအဲ့စကလုံးကိုပြန်လို့ခြင်းနဲ့ဆွဲစကလုံးကိုသုံးခဲ့တာဟာလေအမဘဝမှာပြည့်စုံတဲ့အချိန်မှာအမဒီအောင်သုံးခဲ့အမအတွက်တကယ်လိုအပ်နေတဲ့အရာကအဲ့ဒီအချိန်ကမိပါလေ မိဘနဲ့ဒီအလုပ်ပေါ့နော်မိဘကိုဒီအလုပ်နဲ့ရှာကျွေးနေရတဲ့အတွက်အမမှာတကယ်ကိုလိုအပ်တဲ့ဒီအလုပ်ကအလုပ်တစ်ခုပေါ့အမရဲ့ဒီအလုပ်တစ်ခုကအောင်မြင်ကစားအောင်မြင်တဲ့လမ်းကြောင်းပေါ်မှာအမဆောက်ရှောက်နေပြီဆိုတဲ့အချိန်မှာတော့မိဘအတွက်ကလွဲလို့အမဘသူအတွက်ကမှပို့ပြီးထည့်လဲမစင်စားပေးနိုင်ဘူးဘသူ့မှာလည်းမရွေးချယ်နိုင်ဘူးပေါ့နော်အာမိဘအတွက်ပဲဒီအလုပ်ကိုရွေးချယ်လိုက်တာပါရှိတော့လည်း ဒါမိဘတွေပြောတာပါအာအမမိဘတွေအတွက်ပဲအမရန်စဉ်းစားလာအောင်เนาะဒီလှုပ်လှုပ်တဲ့ချိန်ရစာဒီရတဲ့ဝင်ဝင်ရဲမိဘတွေပဲဟိုသူတို့ပဲစီမံခန့်ခွဲတယ်သူတို့ပဲအကုန်ပေးတာအဲဒါပေမဲ့အဲ့သူတို့တဲ့သူတို့အတွက်ဆိုရင်ဟာဒီမရှိလာတဲ့အချိန်ရတဲ့အခါမှာကိုတယောက်တည်းပေါ့เนาะဒီပတ်စံတူကြီးကြိုက်မိတော့တာမှာပဲဘာလို့ရင်ကောင်းမလဲပေါ့ဒါပေမဲ့အခုတော့အခုတော့အရန်သုံးတက်သွားပြီ ဟုတ်တယ်ဟုတ်တယ်အတွင်းနဲ့၃၀ပါ။အတွင်းနဲ့၃၀။ထုတ်ကြည့်ကြရင်ငါဘာကြီးလုံးအောင်မလဲ။ဒီမဆာဘသူအဲ့အောင်လဲဆိုတော့အရင်တော့စိတ်ညစ်တာပေါ့နော်။တော့ကြာလာတော့လေ။အော်အေးငါတို့တက်အလူလေးလုပ်ပေးပါမယ်။ဘာညာလဲဆိုအာကိုတုတ်တက်သွားပြီဘယ်လိုသုံးအောင်မလဲဆိုတီသွားပြီ။အခုဒီပတ်ဆက်တုတ်ရတယ်။တိတ်ဆိတ်စွာနဲ့ပဲဒီပတ်ဆက်တုတ်။ယူရတဲ့။ဒီပတ်ဆက်တုတ်ကတွက်နေပြီ။ အမားကလေဘလို့ပြောရမလဲမဖြစ်နိုင်ဘူးဆိုတဲ့အရာကိုခေါင်းထဲမှာအများကြီးအကြိုက်မသိမ်းထားတတ်ဘူးအာမဖြစ်နိုင်ဘူးဆိုတဲ့အရာတကူချက်ချင်းထုတ်ပြစ်လိုက်တာဘာဖြစ်ဆိုတော့ဖြစ်နိုင်တဲ့အရာတွေမလုပ်အောင်ပဲလေအဲ့အတွက်မဖြစ်နိုင်တဲ့အရာကိုအကြိုက်လည်းမစဉ်းစားနိုင်ဘူးခေါင်းထဲလည်းအများကြီးအကြိုက်မထည့်ထားနိုင်ဘူးအဲဒါပေမဲ့ရံပန်ရခါတတိယလာရီတော့ရှိတာပေါ့လူပဲနော်အဲ့တော့တတိယလက်ကျင်တဲ့အချိန်ကိုတတိယလိုက်တယ် တတိယဘေးရင်လည်းချက်ချင်းမေးဖြစ်လိုက်တော့ပြီးတာပဲဟာဖေးနဲ့မေးပဲအဲ့လိုပဲဖေးနဲ့မေးလည်းတတိယတယ်ဒါမှမဟုတ်လည်းတတိယနေလို့ဘာမှမဖြစ်လာဘူးเนาะဟောသူတို့တတိယလေးပို့လွမ်းလေးအမပို့ပြီးတော့နာကျင်ကလေးခံစားလေးအမကြမ်းမရေးပို့ချွတ်တဲ့လားဆိုတော့အမတတိယရင်ဘာလဲတွေးလဲငါသူ့အတွက်အဖြစ်လေးဘလို့များများလုပ်ပေးရမလဲအဲ့ဒါပြန်တွေးလိုက်ရင်အမတော်နေနေပူစိတ်ချမ်းသာတော့ကြားတယ်အမတန်ခိကြော်ကြော်လောက်တော့ကြားတယ် ဒါပေမဲ့နောက်ပိုင်းကျတော့အမစဉ်းစားတာပေါ့နော်။ငါဒီလိုကြီးပြောကြီးဖြစ်နေရင်အမအလုပ်လည်းမလုပ်နိုင်ဘူး။စိတ်ကလည်းမပြောပေါ့နော်။အဲ့တော့ငါဘာလုပ်ရမလဲ။ငါဒီတိုင်းကြီးသွားနေရင်ငါလုံးဝပါလိမ့်မယ်။ဟိုစိတ်လည်းမပြောတော့စိတ်အားဝင်နေပါရင်လည်းပြရတယ်။အမစမ်းမရလည်းမကောင်းဘူး။အဲ့တော့အမအစာရင်ရှိတော့စိတ်ကနေမကောင်းလေ။အစာရင် guest တွေကပို့ထွက်လေ။အဲ့ရတွေကမထားနိုင်ဘူး။အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာငါစိတ်ကိုပြန်ပြင်ရမယ်။ အဲလူလူတိုင်းကတော့ဒီတန်းကိုသွားကြရမှာပဲကို့အဖေနဲ့အမေမှမဟုတ်ဘူးလေနော်ကိုလည်းသွားရမှာပဲအဲ့တော့သူတို့အရင်သွားတယ်သူတို့အရင်သွားတဲ့အချိန်မှာငါအကောင်းဆုံးပြအောင်လုပ်ပေးနိုင်တယ်အဲ့အတွက်ဒီထက်ကောင်းအောင်ငါဘာလုပ်ပေးနိုင်လဲပြန်စဉ်းစားတယ်သူတို့မလူခဲ့ရတဲ့အလှူတွေပေါ့နော်အဲ့အရာတွေကိုငါလှူပေးမယ်ငါမှတာဝန်တွေရှိတယ်ငါတပီးအကြီးတယောက်အနေနဲ့ပေါ့နော်အဲ့လိုပဲအမတွေးပြီးတော့ဖြည့်သိမ့်ပြီးတော့အဲ့အကြောင်းအရာတွေဝန်ရမယ်ဟာလေဘူးအွန်လိုင်းအာအမအရန်ဘယ်လိုခေါ်မလဲ တခုခုပေါ့နော်ဟိုဟာဖြစ်တယ်ဆိုတဲ့အချိန်မျိုးတွေစိတ်ခံစားရတယ်ဆိုတဲ့အချိန်မျိုးရအမတီဗီကြည့်လိုက်အာတီဗီကြည့်ရဆိုတာကဟိုတီဗီအကြီးကိုကြည့်တာမဟုတ်ဘူးအမတီဗီအကြီးကိုမကြည့်ဖြစ်တော့တာ73နှစ်လောက်ရှိအမေမရှိတည်းကမကြည့်တော့ဘာဖြစ်လို့ဆိုတော့အမေနဲ့တူတူအမကကိုရီးယားကညာတိုင်းကြည့်တာညာတိုင်းကြည့်တော့အဲ့ဒီတီဗီကကိုရီးယားကအခုချိန်ထိလာနေတော့ပဲလေ Channel 4ကဆိုရင်6နာရီ55 6နာရီ55ခေါ်တာအမေကတကားပြီးတကားခိုင်ကြည့်ရ ဆိုအမေနဲ့အတူတူကိုကလည်းကြည်ပေါ့နော်ဆိုအမေမရှိတဲ့ချိန်တွေကစားပြီးအမအဲ့ဒီ TV ကမရှိတော့မရှိတော့ဆိုတော့အဲ့လိုတင်ရမှာပေါက်ပြီးတော့တင်လိုက်တော့တာပေါ့နော်အဲတင်ပြီးတော့အမလည်း TV မကြည့်တော့မအခုဖုန်းနဲ့ပဲကြည့်တာပေါ့နော်ရုပ်ရှင်ဆိုလဲအမဘယ်လိုပြောရမလဲနည်းနည်းကြာလာတော့အဲ့အဲကန်းကြီးတစ်ခုလုံးအမပြောင်းပြစ်လိုက်တယ် TV ထားတဲ့နေရာတွေလည်းအကုန်ပြောင်းအာဒီ sofa set တွေအကုန်ပြောင်းပေါ့နော် နေရာအစ်စ်တစ်ခုဖြစ်သွားအောင်ပြောင်းလိုက်တယ်ပြောင်းပြီးတော့နောက် TV ကလည်းမကြည့်ပြတော့တာနဲ့အရွှေ့လိုက်တာပေါ့နော်အဲ့ဒီဘက်ခံအောင်လည်းအမသွားတော့တယောက်ထဲကအမတချို့ကအဲကြာပြီးအခုချိန်ကြီးလည်းအဲ့ဒီဘက်ခံတိတ်မသွားပြည်မသွားပြည်ဘူးအဲ့ဒီဘက်ခံမှာအတော်တွေနေလိုက်တယ်နော်တွေပေးထားလိုက်တာပေါ့နော်အမတိတ်မသွားပြည်အမခံတဲ့မှာပဲနေတာများတယ်တယောက်ထဲကဒီချိန်မှာဒါအခုပင်ကင်းသွားပြီလားဟုတ်ဆိုတော့ပြင်ကင်းတာပေါ့။တယောက်ထဲဆိုရင်ကောင်းပါလေတယောက်ထဲပဲကောင်းပါလေ။မေးကြည့်လေအိမ်လောင်တယ်လေ ပင်မန်းနေတယ်မလေးတက်တယ်လေကြည်ဟောပြီမလုံးနိုင်တော့ပါဘူးဘာပဲပြောဆိုအာအချစ်ကိုလိုချင်တယ်ဘာပဲပြောဟိုအချစ်ကိုပဲလိုချင်လိုချင်တန်ရောစီပဲလိုချင်လိုချင်မြစ်တာပဲလိုချင်လိုချင်ကိုကအရင်စပေးရပါမယ်လေကိုလိုချင်တဲ့အရာကိုကိုကစပေးမှာတစ်ဖက်လူကပြန်ရမှာတစ်ဖက်လူပြန်ပေးတာကိုခံရမှာလေအဲ့တော့ဘဲသူ့ကိုမှမပေးချင်တော့ကိုယ်ဝင်ပါရှိတယ်မောင်တော်မတွေကိုပေးနေရတာတဲ့ဒီချင်းကုန်းနေပြီအဲမဖြစ်တော့ပါဘူး ဘယ်သူမှမလို့ကျင်တော့တာအဲ့တော့အတုံးစိတ်ခွဲပေးရမှာစလားမရှိဘူးမရှိဘူးမလေးရစွာလုံးအကြည့်လို့မလေးညီမတို့အဲ့အဲ့ဒီမေးခွန်းပြောရင်မမေးရအောက်ကဒီ comment တွေလာမလို့ရွတ်တွားနေပြီလို့နေပြီလို့အချစ်စကားကအခုချိန်ထိပြောရမလားလို့ပြရမလား လွတ်ရနေပြီ comment တွေကအာဒီမြဇလန်တွေကအခု16ရက်နေ့ကစပြီးတော့တနင်္လာနေ့ပြီးတော့တောက်ကြနေ့ထိ Candle Plus မှာပြပါမယ်။ဇကားကောင်းလေးဖြစ်တဲ့အတွက်ကြောင့်အားပေးပါဦးလို့ဖိတ်ခေါ်ပါရစေ။